โอเคအားလုံးပဲမင်္ဂလာပါဗျာဖိုကိုလီနီးပညာနေပြန်တန်းကြိုးစားပါရဗျာဒီနေ့မှတော့ Samsung ဖုန်းသလုံးကိုဆက်ရှိနေမြောက်ပေးမှာဖြစ်ပါတယ်ဗျာအရင်နေ့ကတော့ Redmi ဖုန်းကိုမြောက်ပေးခဲ့တယ်ဒီနေ့မှတော့ Samsung ပဲဖြစ်ပါတယ်နောက်ရက်တွေမှာလည်းကျွန်တော်တို့ Vivo Oppo Huawei စတဲ့ဖုန်းတွေကိုဆက်လက်ပြီးမြောက်ပေးမှာဖြစ်ပါတယ်ထုံးစံတိုင်းပဲ setting တွေကိုသွားမယ် app တွေကိုသွားမယ်အဲ app တွေကိုသွားပြီးတော့အားလုံးဒီနေရာလို့အားလုံးသိမယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေရာလေးမှာလည်း ဗြဘ ్రౌ ဇာတွေရှိလိမ့်မယ်အဲဗြဘ ్రౌ ဇာတွေဘယ်ဗြဘ ్రౌ ဇာပဲဖြစ်ရင်တော့ internet browser တို့ google browser တို့ chrome browser တို့ uc browser တို့အဲ့တော့ browser တွေတွေ့ရင်ဒီမှာကျွန်တော်ပြောဆို brave browser brave browser လည်းရှိတယ်အဲ့တော့ browser တွေထဲကိုဝင်မယ်အဲ lowse chrome browser တွေကိုအရင်ဝင်ပြမယ်နော် chrome browser တွေကိုဝင်မယ်ဝင်ပြီးလို့ရှိရင်တော့ကျွန်တော်တွေအပေါ်မှာရှိတဲ့ storage အဲ storage ထဲဝင်မယ် storage ထဲဝင်ပြီးတော့ကျွန်တော်တို့ကဒီထဲဝင်လိုက်မယ်เนาะအဲထဲဝင်ပြီးတော့ကျွန်တော်က clear လုပ်ပြမှဖြစ်ပါတယ်အမှ key clear လုပ်မယ်ပြီးရင်တော့ manage storage ကို အဲရင်းစုံမနစ်စတူဒီယိုနှိပ်လိုက်မယ်โอเคနှိပ်ပြီးတော့ဒီမှာ clear all data လည်းရှိတယ်အဲ့ဒါလေးကိုနှိပ်ပြန်မှာဖြစ်ပါတယ်တခုတော့သတိထားမယ်အဲ့တော့ chrome browser နဲ့မှာကိုယ့်ရဲ့ facebook account တွေဝင်ထားရင်တော့မလုပ်ပါနဲ့ okay chrome browser ကိုယ့်ရဲ့ account တွေဝင်ထားခြင်းမရှိဘူးဆိုလို့ရှိရင်တော့ချပလိုက်ပါ variant တွေလည်းရှင်းတယ်လို့ set တွေပေါ်ပေါ်သွားတော့ message များတွေ့ရမှာဖြစ်ပါတယ် okay အဲ့ဒီအတိုင်းပဲပေါ့နော်ကျွန်တော်တို့ browser တွေရှိရင်အဲ့ဒီအတိုင်း browser တွေလိုက်ရှင်းပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကျွန်တော်မိတ်ဆွေများတခြား browser တွေရှိသေးရင်အဲ့လိုပဲရှင်းပေးပါအဲ့ကျွန်တော် โอเคအဲဆိုလို့ရှိရင် ကျွန်တော်တခြား browser တွေပါရှိသေးတယ်အာကျွန်တော်ဒီ brave browser ရှိရင်တော့ brave browser အဲ့တိုင်းပဲရှင်းပေးမယ်အာ main site များတခြား google browser တို့ uc browser တို့လည်းရှိသေးတယ် internet Samsung internet browser လို့ရှိနေရှင်းပြပါဒီမှာ Google browser တဲ့အဲ့တိုင်းပဲเนาะကျွန်တော်တွေ store store နေမယ်ဒီ k clear ပြီးလို့ရှိရင်တော့ manage နေမယ်ဒါ clear auditor ဒါလေးမိတ်ဆွေများနေလေပါပြီးရင် okay ပေးလိုက်ပုံเนาะ okay ပြီးလို့ရှိရင်တော့အောက်ဆုံးမှာကျွန်တော် YouTube YouTube ထဲမှာလည်းတခါကြောက်လို့ရှိရင်ဟောကြည့်ရှုသားတဲ့ git တွေအများကြီးရှိနေတဲ့တယ်အဲ့တော့ကျွန်တော် YouTube ကိုလည်းတစ်ချက်လောက်ဝင်ကြည့်မယ် YouTube YouTube โอเคဒီမှာเนาะဒီမှာ YouTube YouTube ထဲကိုလည်းကျွန်တော်မိတ်ဆွေများ download ဆက်တာလည်းမရှိဘူးဆိုလို့ရှိရင်တော့သူ့ကိုလည်းအဲ့ထဲဝင်ပြီးတော့ clear data လေးလုတ်ပေးသင့်ပါတယ်ဗျဒီမှာเนาะသူ့တဲ့ဝင်မယ်ပြီးရင် storage နှိပ်ပေးမယ်အဲဒီမျိုးဒီတော့ clear data တန်းပါတယ် clear data clear key လုတ်ပေးလိုက်ပါ ဒါလိုလုပ်ရုံနဲ့ကျွန်တော်တို့ဘာမှပြတ်မသွားပါဘူး YouTube ကတုံးလို့ရပါတယ်ပေါ်ပါတော့လို့တော့မှဖြစ်ပါတယ်အဲ့တော့မိတ်ဆွေများဆက်လက်ပြီးတော့ကြည့်ကြည့်ပါ Okay ဒါကတော့ browser တွေထဲနံပါတ်1နီလန်းပါနံပါတ်1နီလန်းလာပါပဲနံပါတ်1နီလန်းကတော့ကျွန်တော်တို့တွေ Gmail ထဲကိုသွားမယ်ကိုယ်ဖုန်းရဲ့ Gmail software ထဲကိုသွားမယ်အဲ Gmail software ထဲသွားပြီးတော့ကျွန်တော်တို့ဒီအပေါ်လေးမှာ profile ပုံလေးရှိတယ်အဲ profile ပုံလေးကိုနေပြပါဗျ Okay ပြီးလို့ရှိရင်တော့ manage အာယူအကူရဲ့အခောက်ဆိုတာရှိတယ်ဗျမင်းနဲ့ယူအကူရဲ့အခောက်လေးရှိတယ်အဲ့ဒါလေးကိုဆက်လက်ပြီးတော့နေပေးပါဗျ။အော်ဒီကောင်လေးတရားလေးသုံးမယ်ဆိုတော့ line တော့ဖွင့်ပေးရမယ်เนาะ line တော့ဖွင့်ပေးဟေးရှာကျွန်တော်ခုခုနလိုပဲအဲ့ဒါလေးကိုပြန်နေပေးမယ်အာမနေ့ရွာကိုကောက်ကိုနေမယ်ပြီးလို့ရှိရင်တော့ရပြီဟိုပေါ်လေးမှာကျွန်တော် search access screen လေးရှိတယ်ရှားတဲ့ဟာလေးပေါ့အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်အနှိပ်လိုက်ပြီးဆိုတော့ကျွန်တော်ရှားပြမှာ AD လို့ရှားပေးမယ်နော် AD လို့ရှားလိုက်မယ်အဲကျွန်တော်ရေးချလိုက်မယ်အဲ့လိုရှားလိုက်ရင်အောက်မှာကျလာတဲ့ AD setting ဆိုတာလေးရှိတယ်ဗျ AD setting လေးကိုတစ်ချက်လောက်နှိပ်လိုက်ပါဗျ okay အဲ့တော့နှိပ်လိုက်မယ်ဆိုရှင်ဒီညလေးမှာမိတ်ဆွေများ on နေတယ်ဆိုလို့ရှိရင်ဒါလေး off ပေးရမှာဖြစ်ပါတယ် off ပြသဆိုလို့ရှိရင်တော့ဘာမှလုပ်စမ်းမလို့ on နေတော့ off ပေးလိုက်ပါအဲ့ဒါတို့ကိုကျွန်တော်နှိပ်လိုက်မယ်အောက်မှာကျွန်တော်တန် off ပါတယ်ဗျာအောက်အောက်နားလေးမှာတန် off ပါတယ် โอเคเนี่ยเลขရှိပါတယ်အဲ့ဒါလေးကို turn off ပြလိုက်ပါဗျာโอเค turn off ပြီးပြီးတော့ call in နေလိုက်မယ်ဒါဆိုရင်ပြီးတော့ပါပြီဒါလေးရပါလေးဆိုတော့ကြုံညာတွေကိုကျွန်တော်တက်မြင့်ထားတဲ့ setting လေးပဲဖြစ်ပါတယ်မဟုတ်ရင်ဘိုင်းရည်ကြုံညာနေအများကြီးဝင်နေ setting အများကြီးလေးနေပါတယ်ဗျာဒါနံပါတ်1နီလန်းโอเคနံပါတ်3နီလန်းကိုတစ်ချက်သွားကြည့်မယ်နံပါတ်3နီလန်းကို5 manager သုံးဖို့ myfi ဆိုတဲ့အဝိုင်းရုံအဝိုင်းရုံ file လေးပပလိုက်မယ်တချို့လည်းအပြိုင်အောင်ခင်းရုံနော်ဘာဖြစ်ဖြစ် myfi 5 manager အတူတူပါပဲဒါလေးကိုဝင်လိုက်မယ် အဲ့ဒီမှာကျွန်တော်တို့ကဒီ APK တွေအော် install လုပ်ပြီးသားလေး download တွေအဲဒီလေးမှာ download တွေအဲ့ဒါလေးတွေကိုကျွန်တော်တို့ကမလိုတတ်လေးရှင်းပြရမှာဖြစ်ပါတယ်အဲပထမဆုံးကျွန်တော် download တွေတစ်ချက်ဝင်ကြည့်မယ် download ထဲမှာအဲတကယ်လို့ကိုမလိုတာရှိရင်အလုံးရှင်းလိုက်ပါပြီးပြီဆိုလို့ရှိရင်တော့ဒီမှာ install APK ပုံတော့ဒီညလေးမှာလည်း ် APG ပုံလေးနဲ့အဲ့ဒါလေးကိုဝင်လိုက်ရင်ကျွန်တော်ဒီထဲမှာလည်းတချို့ဆိုဒီထဲမှာဆော့ဝင်အများကြီးရှိတယ်ပြကျွန်တော်အရင်ရှင်းတဲ့ဖုန်းဆိုအများကြီးပဲကျွန်တော်ဒါရှင်းနေတာအစအများကြီးပဲအဲ့ဒါလေးလေးကိုအကုန်ဖျက်ပစ်လိုက်ပါ။ဘာလို့ဒီကောင်လေးကကျွန်တော်သုံးမိသားလေးလေကျွန်တော်ဖုန်းထဲမှာထည့်သုံးမိသားလေးအဲ့တော့ဒီဒီကောင်လေးလိုလည်းရှင်းပေးသင့်ပါတယ်။ဒါလေးကကစ်တွေအများကြီးစားတယ်ဗျ။အဲ့ဒီတိုင်လေးရှင်းပြပါအဲ့တော့ကျွန်တော်တို့ပုံမှန်ရှိတဲ့ဗီဒီယိုလေးတွေ music လေးတွေကတော့မစ်ဆွေများအဆင်မပြေတဲ့ကိုအသုံးမလို့တဲ့ဟာလေးတွေဆက်လက်ပြီးအဲအသုံးမလို့ရှိတော့ရှင်းလိုက်ပေါ့ဗျာနော်โอเคဒါဆိုလို့ရှိရင်တော့ဒါက ပြီးပြီပါပြီပြီးပါပြီပြီးနောက်ထပ်ကျွန်တော်တို့ကျွန်တော်တို့ရဲ့ဖုန်းတွေကိုမလေးအောင်လို့ခြေနှားရဲ့ဆက်တင်လေးကိုဆက်လက်ပြီးမြောက်ပေးမယ်ဗျအဲတကယ်လို့မိတ်ဆွေများကအဲကျွန်တော်တို့ဘိမိတ်ပေါ့နော်ဘိမိတ်တုံးနေဆိုရင်ဘိမိတ်ကထောင်းလုံးဆွဲတဲ့အရာလေးတွေကိုကျွန်တော်တို့ကတခြားနေရာတွေမှာတွားရောက်ပြီးတော့ဒါကျွန်တော် force road နဲ့မရောက်ဘူးနဲ့ SD card တွေကိုရောက်တော့ချိန်နည်းလေးမြောက်ပေးမယ် production name ပဲဒီမှာ setting လေးပါတယ်ဗျာเนาะဒီမှာ setting လေးကိုတစ်ချက်နှိပ်မယ် โอเคဒီမှာเนาะโอเคစတင်လေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးတော့ရှိရင်တော့ January ဒီမှာအပေါ်ဆုံးမှာရှိတယ်ကျွန်တော်တွေဒီ download ဆိုတာလေးကိုတစ်ချက်နှိပ်မယ်အဲ download နှိပ်မယ်အဲ download နေရာလေးမှာကျွန်တော်တို့က download download ဖက် setting လေးကိုချက်နေလို့ရှိရင်ကျွန်တော်အဲ့ဒါနေလို့ရှိရင် SD card တွေပိုင်း SD card တို့ USB မှာဖြစ်ပါတယ်ဒါဆိုရင်ပြီးပါပြီကျွန်တော်ဒေါင်းသမားတွေ SD card တွေဝင်သွားမှာဖြစ်ပါတယ်ဗျဒါလို့ဆိုကျွန်တော်ဖုန်း SD card ထည့်မထားတဲ့အတွက်ကြောင့်မို့ SD card လာပြီးတော့ပြမပေးဘူးနော်မိတ်ဆွေများထည့်ထားတယ်ဆိုလို့ရှိရင် SD card ကို USB slot နဲ့လေတာနဲ့ပြီးသွားပါပြီဒါဆိုကျွန်တော်ဖုန်းတွေ download ဆွဲတာတွေအားလုံးကကတ်ထဲကိုရောက်သွားတော့မှာဖြစ်ပါတယ်ဗျ okay နောက်နောက်နောက်နီလန်လေးရတော့ဇက်ပြားနေကူတာများတယ်အဲ့တော့ဇက်ပြားနေပြီးတော့ကျွန်တော်ဖုန်းနဲ့မရောက်ပင်နဲ့ကတ်ထဲကို auto ရောက်အချိန်ကြီးနဲ့ဆက်လိုက်မြပေးမပြဇက်ပြားလေးကိုဖွင့်လိုက်မယ် စပြာလေးကိုတစ်ချက်ဖွင့်လိုက်မယ်โอเคပြီးတော့အောက်မှာရှိတဲ့ profile ပုံလေးပုံเนาะကိုယ့်ရဲ့လူပုံလေးကိုချက်နှိမ့်မယ်ဒီမှာ setting လေးပါတယ်ဗျအဲ setting လေးကိုတစ်ချက်လောက်နှိမ့်ပလိုက်ပါဒီမှာเนาะ setting လေးနဲ့အဲ setting လေးကိုနှိမ့်လိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာထပ်ပြီးတော့ကျွန်တော် most setting လေးကိုတစ်ချက်ဆက်နှိမ့်မယ် most setting နဲ့ပြီးတော့ general လေးကိုဆက်နှိမ့်မယ်ဗျအပေါ်ဆုံးလေးမှာเนาะ general လေးပါတယ်အဲကောင်လေးကိုဆက်နှိမ့်လိုက်မယ် okay ပြီးတော့ ာ stories stories ဆိုတာပါပါတယ်ဒါဆိုရင်လို့ရှိရင်တော့ကျွန်တော်တို့ SD card ပါတယ်မိတ်ဆွေများ SD card လေးကိုရွေးပြီးပြီးအမှန်ချစ်ပေးလိုက်ရမှာပဲဗျပြီးပြီးဒါတော့ကျွန်တော်လောလောဆယ်ရတော့ SD card ထည့်မထားတော့ကြောင့်မို့ SD card လာမပေါ်ပါဘူးအဲ့တော့မိတ်ဆွေများ SD card ထည့်တာဆိုရှင်ဒါလေးအမှန်ချစ်ပေးလိုက်တာနဲ့ကျွန်တော်တို့ကုသမြတွေတပုံဗီဒီယို data စပြီး music တွေကုသမြတွေရကျွန်တော်ရဖုန်းနဲ့မရောက်ဘဲနဲ့ SD card ရောက်တော့မှဖြစ်ပါတယ်ဒါဆိုရင်ဖုန်းနဲ့အများကြီးဆက်မယ်စရီတွေအများကြီးတုံးလို့ရမှာဖြစ်ပါတယ်ဗျ โอเคဒါဆိုလို့ရှိရင်တော့ဒီဟာလေးတွေဒီဟာလေးကုနီဒီဟာလေးချိန်နီးတွေတော့အားလုံးသိရှိသွားပြီထင်ပါတယ်ဒါဆိုအားလုံးပြီးတော့ပါပြီဗျဒါဆိုရင်ကျွန်တော်ဒီဟာလေးတွေ Samsung ဖုန်းတွေဒီဒီဟာလေးလောက်လိုက်ရုံနဲ့ကျွန်တော်ဖုန်းတွေနဲ့အများကြီးဆန့်သွားမယ်ကျွန်တော်ရင်အရန်လေးနဲ့ဖုန်းတွေလည်းပေါ်ပေါ်သွားမယ်ကြော်ညာတွေဘာရက်တွေလည်းမဝင်တော့ဘူးတော့ တစ်ခုလောက်တိုင်းနဲ့အားလုံးအဆင်ပြေပါတယ်ဗျကျွန်တော်တို့ဒီလိုခြေနှံညာပြီး SD card ပါတဲ့ဖုန်းများလဲကိုကူးသီးများနေ SD card တွေရောက်တော့ဖုန်းထဲမှာလဲလေးမနေတော့ပါဘူးပေါ်ပေါ်တော့တော့မှဖြစ်ပါတယ်ဗျကဲဒါဆိုအားလုံးသိရှိသွားပြီးထင်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ Lion Square နေပြီးအပိတ်ကပါအောင်ဗျကောင်းဆုံးနေလေးပန်ဆိုင်ကြပါသေးဗျာ